အားလုံးပဲမင်္ဂလာပါနန္ဒီဝိတာလာဇံမမမကန်ပြော၍စိုးချိုးခံရသူမြတ်စွာဘုရားသည် ကျမ်းတန်းစွာပြောဆို၍ခယံဖြစ်တတ်သည့်ဆက်ပတ်ကီယဟန်တို့ကိုခေါ်တော်မူကားယဟန်တို့ယုံရင်ကျမ်းတန်းသောစကားကို လူကိုမဆိုထားနှင့်တိလိษံများပြင်မနှစ်တက်ကြကြည်ရှေးခါတော်ကလည်းနွားတကောင်ကို ကျမ်းတန်းစွာဆဲဆိုမိ၍ပုံနာတယောက်သည် အတပြားတစ်ထောင်ဆုံးရှုံးခဲ့ပူပြီးဟု မိန်တော်မူကဗုဒ္ဓကဤအတိတ်ဆက်ကြောင်းကိုဆောင်၍ဟောတော်မူလေသည်တက္ကရိုပြည်၌ကန္နာယမင်းထီနန်းစိုးဆန်စဉ်ဖရာလောင်းသည်နွားမျိုး၌ဖြစ်နေလေသည်ဖရာလောင်း၏သခင်သည် ဖရာလောင်းနွားကို ပုံနာတစ်ယောက်အားလှူလိုက်လေ ပုံနာသည်နွားငယ်ကိုနန္ဒီဝိတာလာဟုအမိပေးလေသည် ရာကုဖမင်းတို့ကိုကျွေ၍မွေသည်ဖြင့်နန္ဒီဝိတာလာသည်ခွန်အားပလာနှင့်ပြည်စုံလေ၏နန္ဒီဝိတာလာသည် ပုံနာကြီးအားမွေကျေစုကိုဆက်လိုသည်ဖြစ်၍တခင်ပုံနာတွားချီဂောဝိတာကတထေးကိုငါနွားသည်လှဲတရာကိုယုံနိုင်သည်ဟုပြောပါအတမရတထောင်ဖြင့်လေအလောင်းစားပြူပါဟုပြောလေတယ်ပုံနာကြီးသည် ဂောဝိတာကတထေးထံသွားကဖျားလောင်းမာသည့်အတိုင်းပြော၍အလောင်းအစာပြူလေတယ်။ပုံနာသည်လှဲစည်းရီတရာတို့ကိုတဲ့ကြောက်စလစ်တို့ဖြင့်ပြည်နေစီလျက်လှဲဦး၌ထိုင်ကနှင်တန်းကို깟င်လျက်ကောက်ကျစ်တော်နွားသွားတော်ကောက်ကျစ်တော်နွားဝင်းကိုဆောင်းလို့ဟုဆို၍မောင်းနေလေတယ်။နွားသည်နေရမမရွေပဲဇုံရက်နေလေတယ်။ထို့ကြောင့်ပုံနာသည်ရှုံကား ဂောဝိတကတထေအားဝေးတထောင်ယော်လိုက်ရလေတဲ့ပုံနာကြီးကဝေးတထောင်ရှုံးလိုက်ရသဖြင့်စိတ်မချမ်းမသာရှိနေစဉ်နန္ဒီဝိတာလာရောက်လာပြီလင် အရှင်ပုံနာငါသည်တင့်အိမ်တွင် နေလာခဲ့သည်မှာကြာခဲ့ပြီငါနှင်းချီ၍ပျက်စီးဆုံးရှုံးပါတော့ဟုတ်စာပစ္စည်းများ ရှိဘူးပါတလို့ဟု ပုံနာကိုမေးလေတဲ့ပုံနာကချစ်တာမရှိဘူးပါဟု ဆိုလိုက်လေတဲ့ ဤတွင်နွားကတို့ဖြစ်လျက်အဖေเจ้าငါကို ကောက်ချစ်သည်ဆိုရသည်နီဟုမိကတွားချီဘောဝိတကတထီနေအတပြာနှထောင်းလောင်းချင်းကိုပြုချီလောငါကိုလည်းကောက်ချစ်သည်ဟုသောစကားဖြင့်မခေါ်ဝေါ်လင်းဟု မှားလိုက်လေပုံနာသည်တထီနေဒုတိယအကြိမ်နှထောင်းကြီးလောင်းပြန်၍ လိမ္မာတော်နွားသွားပါလောလိမ္မာတော်နွားဝင်းကိုဆောင်ပါလောဟုပြော၍မောင်နှင်ရာလှေတန်းကြီးကိုဆွဲယူလျက်ရှေဆုံးလဲရှိနေခဲ့ရာသို့နောက်ဆုံးလဲအရောက်တင်မှရက်တန်လိုက်လေပုံနာအနိုင်ရသဖြင့်ဂောဝိတတတိထံမှငွေ2000အယောရလေလေအနည်းချုပ်ကတော့ဆဲဆူတန်းများကိုတလိမ့်ဆန်တော်မှမနစ်တပ်ပြီ